ကျွန်တော်ကတော့ကျွန်တော် challenge လုပ်ထားတဲ့အတိုင်းပဲကျွန်တော်ဒီရွှေကြိုတိုင်လောက်တာနဲ့ပတ်သက်လို့ဘသူစီကမှဘာလက်ဆောင်တစိုးလက်ဆောင်မှလက်ခံယူထားတာမရှိဘူးကျွန်တော်ကိုကျွန်တော်100%လိပ်ပြတန်းတယ်ဟုတ်မင်္ဂလာပါသာဆုံးမယ်ဆိုတဲ့ကိစ္စလေးကိုဆက်လာတော့ပြပါဦးဘလို့ကြားနေရခိုင်နေဖြစ်ဖြစ်သွားလဲဆိုတော့အဓိကတော့ကျွန်တော်အစနေစပြောရရင် ဆရာဦးကြီးဇိုးတုံးကနေပြီးတော့ကျွန်တော်ဟိုမောင်ညိုရေးရွှေချိုပြိုင်ပွဲမှာတိုင်လို့ပေးနိုင်မလားဆိုပြီးတော့ကျွန်တော်လှမ်းပြီးတော့ပြောတယ်ပြောတော့ဆရာပြောတဲ့ရက်တွေကလည်း Sunday တွေပဲဆိုတော့ကျွန်တော်ကလည်း Sunday တိုင်း shooting နားတယ်အဲရပါတယ်ဆရာလုပ်ပေးပါမယ်ဆိုပြီးတော့လက်ခံပြည့်တယ်ပေါ့နော်လက်ခံပြည့်တော့ကျွန်တော် final နေ့ရအောင်ကျွန်တော်စာဆုံးမရှိပါဘူးမအားရနဲ့ပြန်သွားပြည့်တယ်ကျွန်တော်လည်းမျက်နှာတိတယ်သူတွေလည်းပါတယ်မတိတယ်သူတွေလည်းပါတယ် ျွန်တော်ပေးခဲ့တဲ့အမှတ်တွေအတွက်ကျွန်တော်အကုန်တာဝန်ယူရတယ်။သူတို့ရဲ့တရုပ်ဆောင်မှုတွေနဲ့ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေကျွန်တော်လက်မှတ်ထိုးထားတဲ့စာရွက်တွေရှိမှာပါ။ကြိုက်တဲ့အချိန်ပြန်ကြည့်လို့ရတယ်ကျွန်တော်အကုန်တာဝန်ယူရတယ်။အဲ့လိုနဲ့ result တွေထွက်လာတော့လည်း okay ပေါ့။ဒါဟိုကျွန်တော်ရွေးတဲ့သူတွေလည်းပါကျွန်တော်မရွေးတဲ့သူတွေလည်းပါတယ်။ဒါကတော့ဘယ်လိုပြောအောင်ဒိုင်ကကျွန်တော်တယောက်တည်းမဟုတ်ဘူးလေ။ဆိုတော့တခြားဒိုင်တွေရွေးတဲ့သူတွေရှိမှာပဲဒီ result တွေထွက်လာတော့လည်း okay ပါပြီးတဲ့လာဇန်လောက်ကမှပြန်ကြရတာ အဲ့ဒီရွှေဂျိုတွေကတယောက်ကသူဒီလိုမျိုးရွှေဂျိုပါဖို့အတွက်ဘသူတွေကိုဘယ်လောက်ကတော့လိုက်ရပါတယ်ဆိုတော့အသံထွက်လာဆိုတော့သူကတော့လိုက်ရပါတယ်ဆိုတော့စရင်ထဲမှာကျွန်တော်နာမည်ပါတယ်အဲ့ဒါအတိတ်ပဲလည်းမရှိဘူးကျွန်တော်ဒီနေ့တည်းဒီဘသူစီကမှဘာတစိုးလက်ဆောင်မှဒီပွဲအတွက်လက်ခံရတယ်တခုမှမရှိဘူးကျွန်တော်100%လက်ပြတ်တန်းတယ် ်သူတကယ်ပေးလိုက်ရတယ်ဆိုရင်လေတရားကိုရှားတဲ့ကဘသူလှုပ်သွားရလဲအဲ့ဒီသူနဲ့သူနဲ့ရှင်းမဟုတ်ဘဲနဲ့လိုက်ပြောခဲ့တယ်ဆိုရင်လေသူနဲ့ကျွန်တော်နဲ့ရှင်းမယ်ဆိုတော့ဒီကိစ္စကတော့ငါမှမဟုတ်တာချိန်တန်ပြီးသွားမှာပါဆိုပြီးတော့ကျွန်တော်ထားလိုက်လို့မရအောင်ကျွန်တော်ဂုံတိတ်ခါနဲ့ဆိုင်တယ်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဂုံတိတ်ခါနဲ့လည်းဆိုင်တယ်ရွှေကြိုးပြိုင်ပွဲရဲ့ဂုံတိတ်ခါနဲ့လည်းဆိုင်တယ်ဒါက ရှင်းကိုရှင်းသိတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်ဒါကကျွန်တော်ပြန်သိရလို့လေသိလားပြန်မသိရဘဲနဲ့ကိုယ်ရမှာဘသူတွေကိုဘယ်လောက်တွေရှောက်ပြောထားလဲမသိနိုင်ဘူးဆိုတော့ဒါကတော့ရှင်းသိတဲ့ကိစ္စထင်လို့ကိုရှင်းတာပြောရတဲ့သူကကျွန်တော်အဲ့လိုမလုပ်ဘူးဆိုတာတေချာနေလို့ ကျွန်တော်အဲ့လိုမလုပ်ဘူးဆိုတာကိုတေချာယုံနေသူမို့လို့ဒီလိုတော့ပြောနေပါတယ်ဆိုလာသတိပေးတာပေါ့နော်ဆိုတော့တိတိချင်းပဲကျွန်တော်ရှင်းဖို့ပဲဒါပေမဲ့ဩဟိုကျွန်တော်လည်းညမထွက်ရယုံတင်ဖို့ကိစ္စတွေရှိနေတော့မအားသေးလို့ဒီကိစ္စခဏဖယ်ထားတာဒါပေမဲ့ပြီးတာနဲ့ကျွန်တော်ရှင်းမယ်လို့တေးထားရှင်းကိုရှင်းရမယ်ကိစ္စရုပ်ရှင်စီးရုံးကိုလည်းကျွန်တော် personally လမ်းပြောထားတယ်ဒီလိုမျိုးတွေတော့အတန်တွေထွက်နေတယ်ဒါက အစည်းရုံးတိတ်ခါလဲကြားတယ်ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ဂုံတိတ်ခါလဲကြားတယ်ကျွန်တော်ဂုံတိတ်ခါလဲထိတယ်နောက်နှစ်လာမယ့်ရွှေလိုပြိုင်ပွဲတွေအပေါ်မှာလဲဒီ image ကသွားပြီးတော့ရိုက်ခတ်မှုရှိနိုင်တယ်ဒါကပြန်သိရလို့လေသိလားပြန်မသိရတဲ့နေရာတွေမှာဘယ်သူတွေကိုဘယ်နှယောက်တွေရှောက်ပြောထားလဲမသိနိုင်ဘူးတန်တဲ့သူတွေမထွက်ဘူးအဲ့တိတ်ရောက်ပဲထွက်နေတာ ဒါမဲ့ကျွန်တော်ဘိုင်နေနဲ့တက်မပြောချင်တော့ဘူးဘသူလဲဆိုတာသူ့ကိုယ်သူသိလိမ့်မယ်ကျွန်တော်လိုချင်တာကဒီပြဿနာကို तू မဟုတ်ဘူးဆိုလို့ရှင် तू မဟုတ်ဘဲနဲ့ရှောက်ပြောထားမိပါတယ်ဆိုရင်အဲ့ဒီလူတွေကို तू တာဝန်ယူပြီးတော့ပြန်လဲပြန်လိုက်ရှင်ဒါမှမဟုတ်ကျွန်တော်နာမည်သုံးပြီးတော့ကြားတဲ့တရားောက်ကလှုပ်ရှားသွားတယ်ဆိုရင်အဲ့ဒီသူနဲ့သူနဲ့ရှင်ကျွန်တော်ကတော့ကျွန်တော် challenge လုပ်ထားတဲ့အတိုင်းပဲ ကျွန်တော်ဒီရွှေကြိုတိုင်လောက်တာနဲ့ပတ်သက်လို့ဘသူစီကမှဘာလက်ဆောင်တစိုးလက်ဆောင်မှလက်ခံယူထားတာမရှိဘူးကျွန်တော်ကိုကျွန်တော်100%လိပ်ပြတန်းတယ်ရွှေစီရနေရွှေကြိုရေကောင်းအောင်ခေါ်ပြီးတော့တုံးတက်နေနေချင်းသာလို့ပြေးပြမယ်ဆိုလို့ရှိရင်ရောအဲ့လိုမျိုးစီစဉ်ထားတယ်ကျွန်တော်ဘက်ကရှင်းရဲတယ်ကျွန်တော်ပေးတဲ့အမှတ်တွေအတွက်ကျွန်တော်တာဝန်ယူထားတဲ့လူကျွန်တော်တာဝန်ယူပြီးအမှတ်ပေးခဲ့တဲ့သူတွေလည်းကျွန်တော်ရှင်းရဲတယ်ကျွန်တော်100%လိပ်ပြတန်းတယ်အယောက်20မဟုတ်အယောက်200လာလဲကျွန်တော်အဲ့ဒီအယောက်200ရှိမှကျွန်တော်ရှင်းရဲတယ် မဟုတ်မဟုတ်အဲ့ဒီသတင်းထွက်တဲ့နေရာကားယုံတင်တဲ့သတင်းတော့မရသေးဘူးကားရက်ချိတ်တော့မသိရသေးဘူးဒါမဲ့ကျွန်တော် promotion ကိစ္စတွေလုံးပန်းနေတဲ့အချိန်ဖြစ်နေတာရယ်နောက်တစ်ခုကအဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာလီလူငလျင်ဘေးတွေပါတယ်ရှိနေတာဖြစ်တဲ့အတွက်ဒီကိစ္စငါအဆဆွဲမထုတ်လာသင့်သေးဘူးလို့ထင်လို့ကျွန်တော်ခဏထားထားတာဒါမဲ့တစ်ချိန်ရှင်းကိုရှင်းရမယ့်ကိစ္စလို့တော့ကျွန်တော်တေးထားတယ်ရှိတယ် အကိုရဲ့အကိုအဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိပါတယ်တဲ့ဘသူပြောတာလဲတဲ့ဆိုတော့အေးရှင်းပါပါညီလေးတို့ငါဆက်ရှင်းမယ်လို့ဘာလို့လဲဆိုတော့ဒီကိစ္စကကြတော့ဂုံတိတ်ခါပိုင်းဆိုင်ရာပါလာပြီလေအာငါမဟုတ်ငါမဟုတ်ဝင်ပြီးတာပဲဆိုပြီးတော့ကျွန်တော်ရှော်ထားလိုက်လို့မရဘူးလေသိလားသူတို့စိတ်ထဲမှာ तू အတိထဲမှာ तू လိုက်ပြောထားတဲ့သူတွေရဲ့အတိထဲမှာ ညုံမင်းလွင်ကဒီလိုမျိုးရွှေချိုးပြိုင်ပွဲမှာဒိုင်လို့ပြီးတော့ကရော့ခံထားရတယ်ဆိုတော့အတိပွင့်နေပြီအဲ့ဒါကိုကျွန်တော်ရှင်းကိုရှင်းပါရမယ်ဒါကကျွန်တော်ဘယ်တော့မှမလုပ်ခဲ့တာမရှိဘူးအဲ့လိုမျိုးဘသူ့ကမှအဲ့လိုမျိုးဒဇေးလက်ဆောင်လက်ခံယူပြီးတော့ပြိုင်ပွဲမှာပအောင်တခါမှမလုပ်ဘူးဗျကိုညိုကိုယ်တိုင်လည်းဒီကတူဆောင်ပြီးခွဲနေเนาะမလုပ်ခဲ့တာမရှိဘူးเนาะအဲ့လိုပါကိုကိုယ်တိုင်လည်း judge နေတာဘုံမပါသေးဘူးเนาะဟုတ်တယ်ကျွန်တော် audition တွေကျွန်တော်ထုတ်လို့ရရလုပ်တဲ့ audition တွေမှာကျွန်တော် judge ဆောင်ဝင်ပါခဲ့တာမဟုတ်ဘူး ချီတာပဲချီတော့ဆိုတာတော့ဘယ်နေရာရောက်ရောက်ချီတော့ပဲကျွန်တော်ကတော့အဲ့ဒါပဲလိုချင်တာရတယ်ကျွန်တော်ဒါတိုက်တောင်းပန်စရာလည်းမလိုရတယ်မလိုဒီကောင်တောင်းပန်ခြင်းမတောင်းပန်ခြင်းတွေကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်လိုချင်တာ तू ပြောခဲ့တဲ့သူတွေကို तू လိုက်ပြောခဲ့တဲ့သူတွေကိုဒီလိုမဟုတ်ပါဘူးဆိုတာကို तू ကိုယ်တိုင်ပြန်လိုက်ရှင်းပေးတာကိုကျွန်တော်လိုချင်တယ် အဲ့လိုမဟုတ်လို့ရှိရင်တကယ်သူ့စီကနေတယောက်ယောက်ကကျွန်တော်နာမည်သုံးပြီးလုတ်သွားတာဆိုရင်အဲ့ဒီသူနဲ့သူနဲ့ဒက်ရှင်မဟုတ်ဘဲနဲ့တော့ကျွန်တော်ကိုကတော့လိုက်ရပါတယ်ဆိုတော့အတိသူ့ကောင်းတဲ့ကောင်ဝင်နေလို့မရဘူးအဲ့ဒါကိုကျွန်တော်အဓိကရှင်းနေကြတာမနဲ့အဲ့ဒီအသည့်ကြံတဲ့သူတွေရဲ့စိတ်ထဲမှာဝင်သွားတာမကောင်းဘူး အစည်းအုံးတော့လည်းမကောင်းဘူးဒီရွှေလိုပြိုင်ပွဲတစ်ခုလုံးရဲ့ဂုံတိတ်ခါတော့လည်းမကောင်းဘူးအဲ့ဒါတားမယ်အဲ့ဒါအဲ့လိုမျိုးနောင်မှမဖြစ်လာအောင်ဒီကိစ္စတခါနဲ့ဒီကိစ္စကိုဟို highlight လုပ်ပြီးတော့ဒါတားရမယ်ပြည်သူလူထုသိအောင်ဒီလိုနောက်တစ်နှစ်လာပြိုင်ရင်လည်းပြိုင်ပွဲဝင်တွေသိအောင် awareness ပေးထားရမယ်ဒီ လိုမျိုးကတော့လို့မရဘူးကတော့တဲ့ကတော့တာကိုလက်ခံတယ်ပြိုင်ပွဲမဟုတ်ဘူးဆိုရဲအတွေ့အသည့်စီယုံဘက်ကလူတွေရောလာပြိုင်မဲ့သူတွေရောသူ့ရဲ့အသည့်စိတ်ထဲကိုဒီဟာထည့်ပေးထားရမယ်မဟုတ်ရင်ဒီလိုမျိုးကတော့လို့ရရတယ်ဆိုရဲအသည့်ဝင်သွားတာမကောင်းအဲ့ဒါလည်းမရှိနေရှိနေတာနော်။ရှိရပြီးဖိုင်ထွက်လာတယ်နော်။ကိုမျိုးလို့ပြောတာတော့ ရှိရင်တို့အဲ့ဒီလူနဲ့ရှင်းလေကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်တယောက်တည်းအတွက်တော့ကျွန်တော်100%ကျွန်တော်အာမခံတယ်ကျွန်တော်တယောက်တည်းအတွက်ကျွန်တော်100%လိပ်ပြလုံတယ်ကျွန်တော်ဘယ်သူစီရမှာတစိုးလက်ဆောင်ယူထားတာမရှိဘူးကျွန်တော်ပေးခဲ့တဲ့အမှတ်တွေအတွက်ကျွန်တော်100%တာဝန်ယူတယ်တို့သရုပ်ဆောင်မှုတွေအကုန်လုံး record တွေအနေနဲ့ရှိမှာပါကျွန်တော်လက်မှတ်ထိုးထားတဲ့ကျွန်တော်အမှတ်ပေးစာရွက်တွေလည်း record အနေနဲ့ရှိမှာပါကြိုက်တဲ့အချိန်တိုက်စစ်လို့ရတယ်ဖြစ်တင်ဖြစ်ထိုက်တဲ့အမှတ်ဆိုတာလူတိုင်းလက်ခံနိုင်စေရမယ် ဒီဒီကိစ္စနဲ့ပတ်သက်ပြီးရွေးချယ်ဆွေးနွေးတယ်ဒီလိုရှင်းမယ်ဆိုတော့ရွေးချယ်ဆွေးနွေးမတော့ဘူးများတာဖြစ်တယ်ကျွန်တော်လောလောဆယ်ဒါ first step အနေနဲ့ရုပ်ရှင်အစည်းအဝေးကလူကြီးတွေကိုကျွန်တော် tag ပြီးတော့ကျွန်တော်ဒီရာလေးကိုသိအောင်ကျွန်တော်တင်ပေးထားတယ်တကယ်လို့ဟိုဒီစကားတွေကိုလိုက်ပြောခဲ့တဲ့သူကသူ့ဟာသူသိပြီးတော့ပြန်လိုက်ရှင်းပေးလိုက်ရင်ကျွန်တော်နာမည်တွေပါထပ်မပြောတော့ဘဲနဲ့ဒီကိစ္စဒီမှာနေပြီးသွားလိမ့်မယ် အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းငြိမ်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘိုင်လေးနဲ့တက်ပြီးတော့ထပ်ရေးပါအဲ့ကြောင့်မှပဲသူစားရှင်းကြတာပေါ့ဟုတ်ကဲ့ပါပိတ်တက်ကိုပြအဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တာလည်းရှိတယ်ကိုကြီးရဲ့ကုန်သိက္ခာတော့မိပညာယုံကြည်ယုံကြည်အားပေးနေတဲ့လူအခြေစုံများကြီးတင်ပါတယ်ကျွန်တော်တောင်းတောင်း personal ကိစ္စတွေကိုဒီလိုပြဿနာတွေကို Facebook ပေါ်မတင်ပါဘူး။ဒါပေမဲ့ဒါကတော့အများသိအောင်ရှင်းရမယ့် ိစ္စအရှင်းသေးတဲ့ကိစ္စလို့ထင်လို့အဲ့လိုလည်းဖြစ်နေလို့ကျွန်တော်တင်လိုက်တာပါဆိုတော့စောင့်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်